အေယဝတီတိုင်းလင်းမျက်နှာမျိုးနဲ့ရခိုင်ရိုးမအနီတဝိုက်ကစတင်ကြောင်းဆက်လျှောက်ကြောင်းကို စစ်ကောင်စီဟာပိတ်လိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေကပြောကြပါရယ်လင်းမျက်နှာမျိုးနဲ့ငုံဝင်မြင့်အနောက်ဖက်ချံကစတင်ကြောင်းဆက်လျှောက်ကြောင်းကိုတိုက်ပွဲတွေကြောင်းဒီလ20ရက်နေ့ကနေစပြီးပိတ်လိုက်တာဖြစ်တယ်လို့သိရပါရယ်ငုံဝင်မြင့်အနောက်ဖက်ချံရခိုင်ရိုးမနဲ့အနီတဝိုက်ကစတင်ကြောင်းတွေကိုပိတ်လိုက်တာ ဖြစ်ပြီးဆရာဆရာမတွေကတော့မျိုးပေါ်ကိုစစ်ဆောင်လာကြတယ်လို့သိရပါရယ် ဇွန်လ15ရက်နေ့ကစတင်ကလင်းမျက်နာမြို့နယ်ပိန်မုံရွာကားလန်းတလျှောက်ကကြေးရွာတွေမှာအာရခတတော် AA ဥဆောင်တဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့အကြမ်းမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ပသိမ်မုံရွာလမ်းတလျှောက်ကရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကို AA နဲ့ PDF ပူပေါင်းတပ်တွေကဝင်တိုက်နေပြီးစစ်ကောင်စီကလေရင်တွေနဲ့ဒရုန်းတွေနဲ့ပါတိုက်ခိုက်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ပသိမ်မုံရွာကားလန်းအနီးကရေဖြူနဲ့ သိန်းနှုတ်ကုန်းရေစခန်းတွေကိုလည်းအေအေဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးဖြစ်ကကြီးရွာသားတွေကတော့လင်းမျက်နာမျိုးပေါ်ကိုထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။